ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီနှစ်ချက်အဟောင်းလေးပေါ့နော်ပြတ်သွားလို့ရှိရင်အလွယ်တကူပြန်ပြီးတော့ပြင်သုံးနည်းလေးကိုဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကိုသိရှိသွားမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ပတ်စံပို့ဖို့မှာမဟုတ်တော့ပါဘူးနော်ဒါကတော့ကျော်ရဲ့ဒီနှစ်ချက်ကပေါ့နော်တစ်ဖက်ကကြားရတယ်တစ်ဖက်ကမကြားရတော့ဘူးအဲ့ဒီတည်းကျွန်တော်ကဒီဒီကောင်လေးကိုကျော်ကျိုးအနက်ကလေးနဲ့လဲပြီးတော့ပြန်သုံးမှာဖြစ်တယ်ပေါ့နော် အဲ့တော့ရင်ဦးဆုံးအနေနဲ့ဒီအဖုအဖုံးလေးကိုပေါ့နော်ဖွင့်ပေးလိုက်ပါကျွန်ဖွင့်ပြီးသားပြီဆိုတာနဲ့ကျွန်တော်တို့ဒီဘက်မှာပေါ့နော်ဒီငကြက်ကောင်းထိတ်ကိုနော်တွားတယ် ကောင်းလေးရှိတယ်ပေါ့နော်အဲဒီကောင်းလေးတွေမှာကျွန်တော်တို့အလဲမှာအဲဒီရွှေရောင်ကျိုးလေးနှစ်ချောင်းကိုထားတယ်ဘေးမှာကတော့ဒီအနီကျိုးနဲ့ကျွန်တော်တို့နောက်ထပ်အစိမ်ကျိုးလေးပေါ့နော်အဲလုံးမဟုတ်လေအပြာကျိုးလေးတတ်ထားတယ်ပေါ့အဲ့တော့အကောင်လေးတွေကိုကျွန်တော်တို့ဖြုတ်ပေးဖို့လိုအပ်တယ်ပေါ့နော် အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကကျွန်တော်ဒီနှကြအဟောင်းอ่ะဗောနော် ပြတ်သွားတဲ့နှကြအဟောင်းကဒီအနေကျိုးလေးဗောနော်အဲ့တော့ဒီကောင်လေးရဲ့ထိတ်ကလေးကမှရှိတယ်ဒီဟိုကျိုးလေးတွေဗောနော်ကျွန်တော်တို့မီးလေးနဲ့ရှို့ပေးဖို့လိုအပ်ပါတယ်ဒီကောင်ကဒီရေစိမ်ထားတာဖြစ်တဲ့အတွက်ဒီကောင်ကအလွယ်တကူခဲတို့လို့မရဘူးဗောနော်မီးလေးရှို့ပေးလိုက်မှပဲတို့လို့ရမှာဖြစ်ပါတယ် ဲ့တော့ဒီကောင်ကိုဒီမှာကျွန်တော်တို့ဒီမှာမီရှို့လေးပြီးသွားပြီဆိုလို့ရှိရင်เนาะဒီကောင်ကိုဒါလေးနဲ့နည်းနည်းလေးပေါ့เนาะလိုက်ချစ်ပေးပါပြီးတော့အရင်တော့ကျွန်တော်တို့ခဲတိုးပေးလို့ရပြီပေါ့เนาะ အမှဆိုလို့ရှိရင်ရွှေအောင်ကျိုးလေးနဲ့ချောင်းကပေါ့နော်တခါလေးပူထားတယ်ဂျန်နေချောင်းကတော့အပြာချောင်းနဲ့ဒီဘက်ကအနီချောင်းတွေကတော့ကျတော်တို့ပူမထားဘူးနော်ဒီအောင်ကတော့တစ်ဖက်စီကိုသွားမှဖြစ်ပါလေနှစ်ချက်ကနှစ်ချက်ကဘယ်ညာနှစ်ဖက်ကိုပေါ့နော်ဒီအောင်ကသွားမှဖြစ်ပါလေ အဲ့တော့ရေဦးစုံနေနဲ့ဒီမာဒီကောင်ကိုခဲလေးပေါ့နော်ခဲရလေးဆွဲသွားအောင်လို့လုပ်ပေးရမယ်ပေါ့နော်။မဆွဲသွားပြီဆိုလို့ရှိရင်တော့ဒီကောင်ကိုကျွန်တော်တို့ကက်ကြီးလေးနဲ့လိုက်ပြီးတော့ဖြတ်လိုက်ပေါ့နော်။ပြီးသွားရင်တော့ဒီမှာဒီရွှေအောင်ကျိုးနှစ်ချောင်းကိုအလဲမှာပြန်ပြီးတော့တတ်ပေးမယ်။ ပြီးရင်တော့ကျွန်တော်ဒီမှာပေါ့နော်အပြာကျိုးနဲ့ကျွန်တော်အစိမ်းကျိုးဆိုရှင်လဲအပြာကျိုးနဲ့အစိမ်းကျိုးကိုတစ်ဖက်စီမှာတတ်ပေးမယ်ပေါ့နော်ဒီမှာမှရှိမှရှိတယ်ဒီခေါင်းနှစ်ခုမှာတကယ်လို့အပြာကျိုးနဲ့အနီကျိုးနဲ့ဖြစ်နေမယ်ဆိုလို့ရှိရင်လည်းအပြာကျိုးရဲ့အနီကျိုးရဲ့ကိုကျွန်တော်ခေါင်းတစ်ဖက်စီမှာတတ်ပေးမယ်ပေါ့နော် အပြီးသားပြီဆိုလို့ရှိရင်တော့သူ့ရဲ့အဖုံးလေးကိုဘောနော် ပြန်ပြီးတော့ဖုံးလိုက်ရုံပါပဲအဲ့ဒီတော့ဒီမှာဘောနော်ကျွန်တော် nature လေးနဲ့တက်ပြီးတော့ मार स्याम्पी आमे भन फाउ